လာပါရှင်ကျွန်မကတော့ဂျာမုံပါ People's Free ရဲ့ညနေခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးပါမယ်ရှင်ဒီနေ့စက်တင်ဘာ25ရက်နေ့အတွက်သတင်းတွေကတော့ 6K ကော်မျိုးကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီဘက်ကနေ BGF ကူတိုက်ပေးနေတဲ့အကြောင်းစစ်အုပ်စုဘက်ကဆက်ရဖာနဲ့သတင်းပေး10ဦးကျော်ကို TNLA ဖမ်းမိတဲ့သတင်းနှစ်လနီးပါးအတွင်းစစ်တပ်ကမြို့နှမြို့ကိုပြန်ရထားတဲ့အခြေအနေရွှေဝါရောင်တော်လန်ရဲရဲစွန့်လွတ်အနစ်နာခံမှုတွေအလဟတ်တမဖြစ်စေဖို့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းဒီသတင်းတွေပြောပြပေးပါမယ်ရှင် ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ကလေးကေကောင်မြို့တစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကအထိနာနေလို့ကရင်နယ်ကြားစောင့်တပ် BGF တရင်တချို့ကစစ်ကောင်စီဘက်ကနေကူတိုက်ပေးနေတယ်ဆိုပြီး KNU တပ်မဟာ6နယ်မြေကတော်လှန်ရေးသတင်းရင်းမြစ်တွေပြောပါတယ်စစ်ကောင်စီတပ်ကလေးကေကောင်မြို့တစ်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်နေတာပါဒါကို BGF ရဲ့ဗိုလ်တင်ဝင်းအဖွဲ့ကလေးကေကောင်ရဲ့အရှင်မြောက်ဘက်မေဝါခိရွာဘက်ကနေစစ်ကြောင်းကူထိုးလာတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်ပြီးတော့ BGF ရဲ့ဗိုလ်မုတ်တုံအဖွဲ့ကလည်း လေးကကော်ရဲ့အနောက်မြောက်ဘက်ကြောက်ကူရွာကနေစစ်ကြောင်းကူထိုးလာတယ်လို့ဒေါ်လှရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီလိုစစ်ကူတွေပေးပေမဲ့ BGF ရဲ့ဘူတင်ဝင်းတပ်ဖွဲ့ကအထိနာနေတယ်လို့ People's Press ကစုံစမ်းသိရပါတယ်။ဒီနေ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတိုက်ပွဲအတွင်းမှာသေဆုံးနေတဲ့စစ်ကောင်စီတပ်သားအလောင်းတွေလည်းစုပုံနေတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီတပ်က လေးကကော်မြို့တစ်ကိုရဖို့အတွက်စက်တင်ဘာ22ရက်ကစပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ပြီးနောက်စက်တင်ဘာ23ရက်နေ့မှာ၄ကီကောမျိုးစီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်လာပြီးနေရာ၃ခုမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကသေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရှင်းပြတချို့ကပြောပါတယ်။စစ်ကောင်စီတပ်ကလက်တလုံးမှာတော့၄ကီကောမျိုးတဲ့အနားမှာပဲရှိသေးပြီးမြို့တွေကိုဝင်လို့မရသေးပါဘူးရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကကြောက်မင်းနဲ့တီဘောမျိုးတွေမှာစစ်ကောင်စီတပ်ရဲ့စစ်ဘက်ရေးရလုံခြုံရေးတပ်ဖွဲ့ဆက်ရဖားနဲ့သတင်းပေးတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ တအန်းတမတော် TNLA ကဒီနေ့ထုတ်ပြန်ပါတယ်။အဲ့ဒီစစ်ကောင်စီထောက်လန်းရေးတွေကပုံစံမျိုးစုံနဲ့အယောင်ဆောင်ပြီးစုံစမ်းထောက်လန်းနေသူတွေဖြစ်တယ်လို့အသိပေးထားပါတယ်။ TNLA သိမ်းထားတဲ့ကြောက်မဲနဲ့ဒီဘောမျိုးတို့မှာသတင်းရယူဖို့စစ်ကောင်စီတပ်ကဆေးလွတ်ထားတဲ့ဆက်ရဖားနဲ့သတင်းပေး10ဦးကျော်ဖမ်းမိထားတာဖြစ်ပါတယ်။ဒီလူတွေက TNLA ရဲ့ဂိတ်နေရာတွေဂိတ်ကလူအင်အားလက်နက်အင်အားဌာနဆိုင်ရာအင်အားနဲ့တပ်စခန်းနေရာလူစုလူဝေးများတဲ့နေရာတွေကိုသတင်းရယူပြီးလေကြောင်းပစ်ခတ်မှုတွေလှုပ်ဆောင်တဲ့အခါ ထိရောက်မှုရှိမရှိစုံစမ်းထောက်လန်းတဲ့သူတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ပြီးတော့စစ်ကောင်စီတပ်အလွဲတကူဝင်နိုင်မဲ့လမ်းနဲ့ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုလည်းဆရဖားနဲ့သတင်းပေးတွေကအဓိကထောက်လန်းသတင်းပို့ခဲ့ကြတာလို့ထုတ်ပြန်ပါတယ်။ဆရဖားနဲ့သတင်းပေးတွေအချင်းချင်းဆက်သွယ်ရမှာလဟန်အမှုရာလဖရည်ဆိုင်လမ်းဘေးကွန်းရဆိုင်နဲ့လူရှင်းတဲ့နေရာတွေမှာလူချင်းတွေ့သတင်းပေးပြီးစစ်ကောင်စီတပ်စီကို online platform တွေဖြစ်တဲ့ Viber, Facebook, WeChat, Telegram တွေနဲ့သတင်းပေးပို့ခဲ့ကြတာလို့ဆိုပါတယ် အခုဖမ်းမိထားတဲ့သူတွေကိုလုံခြုံစိတ်ချရတဲ့နေရာမှာကောင်းမွန်စွာထိန်းသိမ်းထားကြောင်းထုတ်ပြန်ပါတယ်။ပြည်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လျင်တော့တအန်းပြည်ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ TNLA ကအသိပေးထားပါတယ်။စစ်ကောင်စီတပ်က TNLA သိမ်းပိုက်အုပ်ချုပ်ထားတဲ့မြို့နယ်တွေမှာစစ်ဘက်ရဲရလုံခြုံရေးတွေအများအပြားဆေးလွတ်ထားတယ်လို့လည်း TNLA ကပြီးခဲ့တဲ့လတွေမှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်က TNLA ထိန်းချုပ်မြို့ရွာတွေကိုပြီးခဲ့တဲ့လပိုင်းအတွင်းဇက်အတိုက်၄ချောင်းကနေတိုက်ခိုက်ခဲ့ပြီး မိုးကုတ်ကြောင်မဲတီဘောအပါဝင် TNLA ထိန်းချုပ်မြို့နယ်တွေမှာ အရက်သားထိခိုက်သေးဆုံးမှုတွေအများအပြားရှိခဲ့ပါတယ်ရှင်။အာနာသိစစ်တပ်ကဒီနှစ်ကုန်မှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာပြီးဇူလိုင်လကုန်ပိုင်းမှာနိုင်ငံတော်က63မြို့နယ်ကိုဆေးအုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။ပြီးတော့ဆုံးရှုံးထားတဲ့ဒေသတွေပြန်ရဖို့အပြင်းအထန်ထိုးစစ်ဆင်နေပေမဲ့နှစ်လနီးပါးအတွင်းမှာမြို့နှမြို့ကိုပဲပြန်လည်ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ဒါကတော့ကရင်ပြည်ကဒီမော့ဆိုမြို့နဲ့ကရင်ပြည်နယ်ကသင်္ကန်းညင်အောင်မြို့တို့ဖြစ်ပါတယ်။ ရန်ပြည်နယ်မြောက်ပိုင်းကကြောက်မဲကရင်ပြည်နယ်က၄ကီကောင်မျိုးတွေကိုလည်းပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့စစ်တပ်ကထိုးစစ်ဆင်နေပေမဲ့ဒေါ်လှရေးတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်ပြန်မသိမ်းနိုင်သေးပါဘူး။ဒါပေမဲ့စစ်တပ်ကဆုံးရှုံးထားတဲ့နယ်မြေတွေထဲမှာကွန်ကရစ်မြဝတီအာရှလမ်းမမတရားမြို့နယ်အရှိချမ်းကစစ်စခန်းတွေဗမော်မြို့ကဆုံးရှုံးထားတဲ့စခန်းနဲ့တည်ရင်တချို့ဖားကန့်မြို့နယ်ကစခန်းတွေရွှေဘိုမြကြီးနားလမ်းကလမ်းပိုက်တချို့စတာတွေကိုတော့ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဂျပန်မှာဒေါ်လာရင်းတက်တွေကစစ်တပ်ရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်နေရင်းစက်တင်ဘာ20ရက်မှာစကိုင်းတိုင်းဗမောက်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ဒါကြောင့်စစ်တပ်ဘက်ကအပြင်းထန်ထိုးစစ်ဆင်နေတဲ့တိုင်အောင်ဒေါ်လာရင်းတက်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်းဒီနေ့ထိဆို62မြို့ရှိပါတယ်။ဒါအပြင်တော်လှန်ရေးတပ်တွေကကရင်ပြည်နယ်ကဖားဆောင်မြို့နဲ့ရခိုင်ပြည်နယ်ကကြောက်ဖြူမြို့တွေကိုဆက်ပြီးသိမ်းယူနိုင်ဖို့ထိုးစစ်ဆင်နေပါတယ်။စစ်တပ်က2025နှစ်စန်းပိုင်းမှာစပြီးထိုးစစ်ဆင်လာလို့ ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချုံမြို့တပိတ်ချင်းမြို့မိုးပြဲမြို့တွေကိုသိမ်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့် People's Spring ရဲ့အချက်လက်တွေအရစစ်တပ်ကဇူလိုင်နဲ့ဩဂတ်စ်လမှာပြန်လည်သိမ်းယူထိန်းချုပ်နိုင်ခဲ့တာ၅မြို့ရှိပါတယ်။တော်လှန်ရေးတပ်တွေကလည်း2025 April လဆန်ပိုင်းမှာအင်းတော်မြို့နယ်ဖလန်းမြို့တို့ကိုသိမ်းယူပြီးတဲ့နောက်9လကျော်ကြာမှမြို့တစ်မြို့ကိုပြန်သိမ်းနိုင်ခဲ့တာဖြစ်ပါရဲ့ရှင်။ရှင်းဝါရောင်တော်လှန်ရေးမှာတန်ဃာတော်တွေနဲ့ပြည်သူတွေရဲ့ဆွတ်လွတ်အနစ်နာခံမှုတွေအလဟတ်တမ်းမဖြစ်စေဖို့အတွက် တရားမျှတမှုနဲ့လွတ်လပ်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့တန်ခါသမကမတလေးကထုတ်ပြန်ပါတယ်။ရွှေဝါရောင်ဒေါ်လာရေး session နှစ်ပြည့်အထိမ်းအမှတ်ဖြင့်တန်ခါသမကမတလေးကဒီနေ့သဘောထားကြေညာချက်တစ်စောင်းထုတ်ပြန်ခဲ့တာပါ။စစ်အစိုးရလက်ထက်2009ခုနှစ်စက်တင်ဘာလမှာစီးပွားရေးအကျပ်တဲနဲ့မတရားဖိနှိပ်မှုတွေကိုစန့်ကျင်တဲ့အနေနဲ့တန်ခါတော်တွေကဦးဆောင်ပြီးပြည်သူထောင်ပေါင်းများစွာနဲ့အတူပခုတ်ကူမန္တလေးရန်ကုန်နဲ့တခြားမြို့ကြီးတွေမှာငြင်းချမ်းစွာလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကမြမသမိုင်းမှာတရားမျှတမှုလွတ်လပ်မှုနဲ့ဒီမိုကရေစီစံတာတို့ကိုပြတ်သားစွာထုတ်ဖော်ခဲ့တဲ့မြေရှုတဆောင်ဖြစ်ကြောင်းတန်ခါတမကမန္တလေးကဆိုပါတယ်ရွှေဝါရောင်စိတ်တက်ကိုစုပ်ကင်ထားရင်လက်ရှိနေဦးတော်လှန်ရေးရဲ့အောင်မြင်မှုအတွက်အချက်၄ချက်ကိုခတိပြုကြောင်းတန်ခါတမကမန္တလေးကကြေညာပါတယ်အဲ့ဒီအချက်၄ချက်ကတော့တရားမျှတမှုနဲ့လွတ်လပ်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်ဖို့တန်ခါတော်ရဲ့ဦးဆောင်မှုကိုဆက်လက်ထိန်းသိမ်းဖို့ငြိမ်းချမ်းရေးနဲ့စည်းလုံးညီညွတ်ရေးကိုမြှင့်တင်ဖို့နဲ့ နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုကိုတောင်းဆိုဖို့လိုဖြစ်ပါတယ်။တန်ခါသမကမတလီအဖွဲ့ဟာရွှေဝါရောင်တော်လန်ရေးရဲ့စိတ်ဓာတ်ကိုစုပ်ကင်ထားရင်းနှွေဦးတော်လန်ရေးအောင်မြင်ဖို့အတွက်မစုံမနစ်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းထလောင်းဖော်ပြပါတယ်။ရွှေဝါရောင်တော်လန်ရေးက2009ခုနှစ် August September October လတွေမှာဖြစ်ပွားခဲ့တာပါ။စစ်တပ်ကအုပ်ချုပ်ထားတဲ့အဲ့ဒီအချိန်ကလောင်စာစီရီဇင်းနှုံမြင့်တက်လာတာကြောင့်ပခုတ်ကူမျိုးကတန်ခါတော်တွေစတင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အရင်နောက်တနိုင်ငံလုံးကတန်ကဒုပါပါဝင်လာခဲ့ကြတာပါကံကွယ်စန္ဒပြမှုတွေကိုစက်တင်ဘာ26ရက်မှာစစ်တပ်ကအကြမ်းဖက်ပစ်ခတ်နှိမ်နှင်းမှုကြောင့်တန်ကတော်တွေအပါဝင်ပြည်သူများစွာတေဆုံးထိခိုက်ခဲ့ရတာဖြစ်ပါရဲ့ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုစောင့်တင်နှာစင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်